အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့လက်တလောမှာဆန်ဖလိုဝါကုန်တိုင်းရှိနာမည်ကြီးနေတဲ့ဒီစနီလန်ပွဲတော်ကိုရောက်ခဲ့ပါတယ်ဗျာပွဲကအတော်လေးနာမည်ကြီးတာမို့လာလေတဲ့သူတွေနဲ့အရန်ကိုစီနေတာတွေ့ရပါတယ်ဗျာပွဲထဲမှာဗာလေးတွေပြထားတယ်ဗာလေးတွေရှိမယ်ဆိုတော့ကိုအခုကျွန်တော်ရဲ့ဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါအောင်ဗျာကျွန်တော်တို့ပထမဆုံးတွေ့တာကတော့ကလေးတွေအတွက်ကစားကွင်းအသေးလေးပါဗျာကစားကွင်းနဲ့ဝင်ဆော့မယ်ဆိုရင်တော့သူတို့ဝင်ကြေးကောက်တာမျိုးတွေ့ရပါတယ်ဗျာ စားပွဲနေရာလေးပြီးတော့လူတွေတိတ်တိတ်တိုးစီနေတာတွေ့ရပါတယ်။ဘွဲကနိုဝင်ဘာလ14ရက်ကနေဇန်နဝါရီလ6ရက်နေ့အထိအောင်ရှိမယ်လို့သိရပါတယ်ဗျ။နိုဝင်ဘာ14ရက်ကစလာဆိုတော့ ပွဲရှိနေတာကိုလူတွေတော်တော်သိနေပြီဆိုတော့လာတဲ့လူအများကြီးရှိနေတာဖြစ်ပါလေဒီမှာဆိုရင် Disney The Magical Star ဆိုတဲ့အတိုင်းစတိတ်စင်နဲ့ကလေးတွေရဲ့ဖြော်ပြမှုလေးတွေလောက်ထားပေးတာတွေ့ရပါတယ်ဗျာ Wanna see him dancing walking around on those what do you call it? oh feet flipping your fins you don't get too far legs are required. ပြီးတော့ကျွန်တော်တို့ဆက်လျှောက်လာရင်းနဲ့ညနေ6:00နာရီဝင်းကျင်မှာနှင်းမုံလေးတွေပုံစံမျိုးဖွင့်ထားပေးတဲ့နေရာတွေ့ရပါတယ်။သူကနှင်းမုံတွေကိုတောက်လျှောက်လွှတ်ပေးတာမျိုးတော့မဟုတ်ပါဘူးခင်ဗျ။ခဏပဲလွှတ်ထားပေးတဲ့ပုံစံမျိုးကနှင်းမုံလေးတွေပုံစံမျိုးလွှတ်ထားပေးတဲ့အချိန်နဲ့ကိုကကြုံကြိုက်တယ်ဆိုရင် အမြန်လေးဓာတ်ပုံပြေးရိုက်ဖို့လိုပါမယ်။နှင်းမုံလေးတွေနဲ့ခရစ်မတ်တစ်ပင်နောက်ခံနဲ့အရန်ကိုလှပါလေ။ကျွန်တော်တို့ဆက်ပြီးတော့လမ်းလျှောက်လာရဆိုရင် Disney ကတ်တုန်းစက်ကောင်လေးတွေတခုချင်းအလိုက်အိမ်လေးတွေစောက်ထားပေးတာတွေ့ရပါမယ်ကတ်တုန်းစက်ကောင်တခုချင်းရဲ့တက်ဆိုင်ရာအိမ်လေးတွေထဲမှာသူတို့ရဲ့ရုပ်တွေ မတရားပစ္စည်းတွေနဲ့အင်းကြီးလေးတွေရောင်းပေးနေတာကိုတွေ့ရပါတယ်ဗျ။ 我先做事。嗯嗯 นี้ปวดจังเลยโอ้นี่เขาใส่ต้องใส่ใส่ดีดิเนี่ยอตอเมี้ยๆมาแล้วการ์ตูนสักกองยกนี้ก็ทาทาไปได้ฎับปုံต้วยย้ายลูกได้ได้ใบแม้ลาได้ดูยังไม่တော့เอซิซิတော့ฎับปုံย้ายลูกไม่อยากบ่ครับဘက်စကူးဆိုင်အရှိမှာတော့ Christmas နဲ့ New Year အတွက်ပြင်ဆင်ထားတဲ့ Christmas တစ်ပင်ကြီးတစ်ခုရှိတာကိုတွေ့ရပါတယ်ဗျ။အလှဆင်ထားတာကလည်းအတော်လေးကိုလှပါတယ်။ဒီတစ်ပင်ကြီးကနှစ်တိုင်းဒီလိုချင်းဆိုရင် Central Wall အရှိမရှိပါတယ်။လာပြီးတော့ဓပုံရိုက်လို့ရပါတယ်။ဒီ Christmas တစ်ပင်ကအရှိတောင်အာရှမှာဆိုရင်အကြီးဆုံး Christmas တစ်ပင်တွေထဲကတစ်ခုလို့တွေ့ရပါတယ်ဗျ။ဘန်ကောက်ကိုအခုရက်ထဲအလဲရောက်နေတယ်ဆိုရင် Central Wall ကုန်တိုင်းရှိက Disneyland ပွဲကိုတစ်ခါတော့လဲသွားကြည့်ဖို့ညွှန်ပေးကြပါတယ်ဗျ။